ူတို့တစ်စီရုံတည်နဲ့ရတဲ့အမျက်ငွေ100ရာခိုင်နှုန်းကိုငွေပေးအတွက်ကိုတတိယအေးစားလေးလှူဒန်းသွားမှာပါအဲ့အတွက်လာကြည့်တဲ့သူတွေကလည်းအလှရဲ့လာကြည့်တဲ့သူတွေရဲ့အလှလည်းဖြစ်ပါတယ်အမားတို့ကလာကြည့်တဲ့သူတွေရဲ့အလှကိုတစ်ဆင့်ခံပြီးလှူပေးရတဲ့သူတွေလည်းဖြစ်ပါတယ်အဲ့အတွက်ဟိုစိတ်ရှင်းရှင်းနဲ့ဒါကုသိုလ်ယူရတဲ့အနေနဲ့လာကြည့်လို့ရပါတယ်ဒီမှာလာလဲလာကြည့်သိစင်ပါတယ်လို့တကယ်ကိုကြည့်ရအောင်ကျွန်တော်တို့ပြန်နိုင်ဖို့ကြိုးစားမှာပေါ့လေဘာလို့ကျွန်တော်တို့လှူနိုင်ဖို့ကြိုးစားမှာလဲဆိုတော့ အဲဒီလို့ရှင်လာကြည့်တဲ့သူတွေကလည်းအဲအလူတွေတစ်ပိုင်းလို့ရှင်လာကြည့်ကြမှာကိုအဲဒီရရလေကျွန်တော်အမျက်ဆိုတာလည်းလူဝင်လေးကျွန်တော်ပြောတဲ့အတွက်ကြောင့်ဒီကောင်အလူငင်ဖြစ်တော့ဖြစ်သွားမှာကိုအဲ့တော့သူတို့ရဲ့ဘော်ရာမှာသူတို့ရဲ့အလူငင်ပါနေမှာကိုကျွန်တော်ငွေရရပါတော့ကျွန်တော်ရရလေတော့ရှိပါနှခါနှခါအရှေ့ကနှစ်ပတ်နှစ်ပတ်နှစ်ပတ်နဲ့ဆုံဆုံဆုံနေအခုကဘယ်လိုဖြစ်သွားတာလဲဆိုတော့ဟောပေါ်တော့အဲ့ဒီဝိဇတ်တရနေ့ဆိုရယ်ယုံတရရောက်သွားတယ်ပေါ့လေအဲ့လိုနေရောက်တယ်ဆိုတော့တိကျတယ်ဒါကိုရီးယား ကိုရဲ့ဒီဘောနော်ကိုရဲ့ရက်တိုင်းနဲ့စုတ်လာရင်လည်းရောက်သွားဘောဒီဟာကချိန်ရွယ်ထားပြီးတော့ရောက်တဲ့ရက်လည်းမဟုတ်ဘူးအဲလိုလိုလဲဘာမှရွယ်ထားမျိုးမဟုတ်ဘောနော်ကြားတဲ့ရက်ပုံမှာကိုနေလဲရတာဘောဒါပေမဲ့လည်းဘလို့တခုပြန်ဖြစ်နေတာလဲဆိုတော့ယုံနေတဲ့ကိုဘောဘာသာလေးအချိန်ဒီမှာကြာတော့လေအဲဒီကောင်ကဒီဘောနော်ဒီနေစံတည့်တည့်မာဒီကားကဒီပြပြရင်ကောင်းမှာမလားဘောနော်အယူရှိတာဟုတ်ချိန်ကြီးရလဲဒါနဲ့ဒါနဲ့ပတ်သက်လို့စကားပြောရစရာအများကြီး အဖြစ်လာနိုင်တာကိုအဲတော့ရောက်လူကြီးရဲ့ကြေညာပေးတဲ့ဆိုတဲ့အခြေအနေပေါ်မှာရောကိုရီးယားရဲ့အခြေအနေကဒါဆိုတော့လေဒီလိုမျိုးငါတို့ရှေ့ရှောင်းပေးလိုက်ခြင်းပါလေဆိုတော့အာမျိုးလည်းရှိသေးရအောင်အဲတော့ရှေ့ရှောင်းပေးတော့များပါတယ်အဲဒါမျိုးဘယ်ရက်ဘယ်မှာပြန်ရှောင်းပေးမယ်လဲတော့ကိုရီးယားကသကားကြီးကမပြောရတော့မသိဘောနော်အဲလောစီတော့အဲ့အခြေအနေဒီပြောစရာရောက်နေပါပြီပေါ့ဟုတ်တယ်အမကကိုယ့်ကိုလည်းလေအဲကိုယ့်ကလည်းအလူတွေလိုက်လို့နေတာဆိုတော့လေအမကမိတ်ဆွေတွေနဲ့ပေါင်းပြီးတော့အမတို့ ဟိုကိုတက်နိုင်ဘယ်လောက်လိုက်ပြီးတော့လူတယ်အမလည်းတနေ့ကမှမန္တလေးနဲ့စကိုင်းကအဲ့ဘက်ကပြန်လာတာဆိုတော့အော်ဟိုမှာတကယ်ဖြစ်နေတဲ့ဟာတွေလည်းမြင်တယ်ပေါ့နော်ကိုယ်လည်းမြင်ခဲ့ရတယ်ပြီးတော့မားကမားကိုယ်တိုင်တကယ်ဖြစ်တဲ့အဲရက်ွက်တွေတဲ့ဒီကိုတချို့နေရာတို့ကောင်းဝင်လို့မရအောင်လမ်းလျှောက်ပြီးတော့တေချာပြင်ပန်းခံပြီးတော့တကယ်ဖြစ်တဲ့အိမ်လေးအထိသွားပြီးတော့တေချာမှုခဲ့တဲ့အတွက်ဘယ်လောက်ထိဖြစ်တယ်ဘယ်လိုတောက်ပြီးဆိုးရတယ်ဆိုတာမားကိုမြင်ခဲ့ရတယ်အဲ့အတွက်ဟိုဒီရတဲ့အမျက်ငွေလည်းကိုယ်တွေကအတရာကန်လုံး ူမဲဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့ဆုံးဖြတ်တဲ့အချိန်လည်းမအားကဂျုံတင်လို့ရတဲ့ဟာကိုတကယ်လူသွားမှာပါအဲ့ဒါလေတကယ်ကိုချီရောက်ရောက်ကျွန်တော်တို့လူနိုင်မှုကြိုးစားမှာပေါ့လေဘာလို့ကျွန်တော်တို့လူနိုင်မှုကြိုးစားမှာလဲဆိုတော့အဲဒီလိုရှင်လာကြည့်ရသူတွေကလည်းအလူတွေတစ်ပိုင်းရုပ်ရှင်လာကြည့်ကြမှာကိုအဲဒီရရလေကျွန်တော်အမျက်ဆိုတာကလည်းလူဝင်ရေကျွန်တော်ပြောတဲ့အတွက်ကြောင့်ဒီကောင်အလူတွေဖြစ်တော့ဖြစ်သွားမှာကိုအဲ့တော့သူတို့ရဲ့ဘော်ရာမှာသူတို့ရဲ့အလူတွေပါနေမှာကိုအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်တော့လက်လွတ်ပြီးရှောက်လို့လို့မရတော့ဘူးပေါ့အဲ့တော့သူတို့ဘာဖြစ်စေချင်တာလဲ အဲတကယ်ဟိုဘက်တော့ရောက်တဲ့သူတွေရှိလို့တို့ကဒီလိုရောက်စေချင်မှာပေါ့အဲဆိုရင်ကျွန်တော်တို့ရောင်းဖို့ပို့ပြီးဖို့ကျွန်တော်မတောင်းရှိရပါဘောနော်အဲတော့အဲ့လိုပဲကျွန်တော်ကြိုးစားသွားမှာပေါ့ဟုတ်တယ်အကောင်းစပြီးတော့ဒီကောင်းကိုစပြီးတော့စင်တာတင်တွေကခက်ခဲတာလေအမတို့ကအဲရိုက်တဲ့အချိန်မှာလည်းခက်ခဲနေကြုံရတယ်ကားဆက်တော့အများကြီးပေါ့နော်ဒီရုံမရောက်တိကိုခက်ခဲဒီအကုန်လုံးကအမတို့တော်တူကြော်ဖြတ်ခဲ့ရတာအမတို့အများကြီးဖျားတဲ့ရုပ်ပြီးတော့လည်းကြော်ဖြတ်ရတယ်အော်ကောင်းမနော်ကိုလုံးနိုင်တဲ့ဟာပေါ့အမခြေလေးတောင်မစားတာဘူးပတိစိတ်တာဘူးအကုန်ပေါ့လေအမလုံးနိုင်တဲ့ ဖာပေါ့နော်အဲ့ဒါကြီးလုတ်ပြီးတော့လေအမားတို့တရားကိုရအောင်လုတ်ခဲ့ရတာဆိုတော့လေအဲဒီကအခက်ခဲဒါပေမဲ့ရုံမောင်ရောက်တဲ့အခါမှာပိတ်သက်ကြည့်တဲ့အချိန်မှာဟိုတရေကားဆိုပေမဲ့ဟိုလိုမျိုးဟိုပရိသတ်တွေထိလိုမျိုးအဲ့လိုမျိုးတရေကားမဟုတ်ပါဘူးတရေကားမှလည်းသူက drama ပါပါတယ်ကြည့်လို့ရှိရင်လည်းပရိသတ်ရှင်တဲ့ကိုတခုခုကြောက်မယ်လို့အမကထင်တယ်ဟိုကြိုက်ကြမယ်လို့လည်းထင်တာပေါ့နော်အဲ့ဒါကြောင့်မို့လဲအမကဒီကောင်ရန်ကိုစိတ်ရားစိတ်ကောလူကောဖြစ်ထားတာအဲ့လိုမျိုး ဟောအမားတို့ကအခုကဒီဟာရတဲ့သူတို့တစ်စီရုံတင်နဲ့ရတဲ့အမျက်ငွေ100ရာခိုင်နှုန်းကိုငရင်ဘေးအတွက်ကိုတိတိယောက်တေစာလေးလှူဒန်းသွားမှာပါအဲ့အတွက်လာကြည့်ရတဲ့သူတွေကလည်းအလှူရဲ့လာကြည့်ရတဲ့သူတွေရဲ့အလှူလည်းဖြစ်ပါတယ်အမားတို့ကလာကြည့်ရတဲ့သူတွေအလှူကိုတစ်စင်ခံပြီးလှူပေးရတဲ့သူတွေလည်းဖြစ်ပါတယ်အဲ့အတွက်ဟိုစိတ်ရှင်းရှင်းနဲ့ဒါကုသိုလ်ယူရတဲ့အနေနဲ့လာကြည့်လို့ရပါတယ်တို့မှလာလဲလာကြည့်စီစဉ်ပါတယ်တို့ဖိတ်ခေါ်ပါတယ်